အားလုံးပဲမင်္ဂလာပါရှင်ခေတ္တ TV သတင်းဌာနကနေထိတ်တန့်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်နိုင်ငံသားတွေကိုလိမ့်လည်မှုမှာပါဝင်ပတ်သက်တဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးနိုင်ဖို့ဒါမှမဟုတ်ဖြစ်မှုထင်ရှားစီးရင်နိုင်ဖို့အချက်လက်ပေးတာတွေလိမ့်လည်မှုကရတဲ့ငွေတွေကိုသိမ်းဆီးနိုင်စေတဲ့အချက်လက်ပေးတာတွေအတွက်ဒေါ်လာ25တန်အထိစုချေးငွေချိမြင့်သွားမှာပါဟုအမေရိကန်နိုင်ငံသားဥက္ကဋ္ဌမှအကြီးတန်းအရာရှိတအုပ်ကပြောပါရယ် ကြားဖြန့်စင်တာများကိုဖြိုခွဲရန်အဖွဲ့ပေါင်းစုံပါသောလိင်လယ်မှုစင်တာနှိမ်နင်းရေးတပ်ဖွဲ့အဖွဲ့စည်းကြောင်းအမေရိကန်ကြီးညာချက်သည့်အခြေအနေကိုပြောင်းလဲစေခဲ့သည်ဟုကမ္ဘာလုံးဆိုင်ရာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖြတ်ရေးလှုပ်ရှားမှုမှာဂျေးစင်တာဝါကရူတာသတင်းဌာနသို့ပြောကြားပါသည်ကမ္ဘာအင်အားကြီးနှစ်နိုင်ငံကကြာဖြတ်နှိမ်နင်းဖို့တွန်းအားပေးနေတာကစစ်ကော်မရှင်တပ်နဲ့သူ့ရဲ့ BGF နေချာဆောင်တပ်ကိုအခက်တွေ့သွားစေတယ်။ကမ္ဘာလုံခြုံရေးအတွက်ကြီးမားတဲ့ချိန်ချမှုဖြစ်တဲ့လိင်လယ်မှုစင်တာတွေကိုကင်ထွေဖြည့်ရှင်ဖို့ နိုင်ငံတကာအတိုင်းဝိုင်းကပိုပြီးစည်းရုံးလာကြတာကိုစစ်ကော်မရှင်တပ်ကရှင်းရှင်းလင်းလင်းမြင်လာပုံရပါတယ်ဟုတောက်ဝါကပြောပါတယ်။အမေရိကန်ဤလိမ်လည်မှုစင်တာနှိမ်နင်းရေးတပ်ဖွဲ့တွင် Federal စုံစမ်းစစ်ဆေးရေးဖြူတော် FBI အမေရိကန်လှုပ်ဝက်ထောက်လှမ်းရေးဌာနနှင့်အမေရိကန်ဗန္ဓာရေးဝန်ကြီးဌာနတို့မှဝန်ထမ်းများပါဝင်ပါတယ်။ဆက်လက်ပြီးနှမောက်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်တိုက်ခိုက်ခံရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းနမ်မောက်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာအထိနာသွားတယ်လို့နမ်မောက်ကလုံး PDF ရဲ့တာဝန်ရှိသူကိုအောင်တင်ကပြောပါရယ်ဒီကနေ့နိုဝင်ဘာ25ရက်မနက်၈နာရီခွဲခန့်ကနမ်မောက်မြို့နယ်ရွာမွန်ရွာကနေစစ်ကြောင်းထိုးလာတဲ့အင်အား80ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းကိုကြောက်တန်းကြီးရွာနဲ့တရချောင်းကန်လာကြီးရွာကြားမှာနေပြီးတော့တရင်ဖြူဟာ18တရင်903ဖြစ်တဲ့နမ်မောက်ကလုံး PDF အဖွဲ့ကတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့နဲ့ထိတ်ထိတ်တွေ့တာပါ တဆယ်လောက်တော့အနည်းဆုံးသိနိုင်နေတောင်ပေါ်နဲ့တောင်အောက်ပြစ်တာဆိုတော့လေလို့နမ်မောက်ကလုံး PDF ရဲ့တာဝန်ရှိသူကိုအောင်တင်ကပြောပါတယ်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုကိုသတင်းဌာနကအတည်ပြုနိုင်တာမရှိသေးပါဘူးတိုက်ပွဲဟာမိနစ်20ခန့်ကြာပြီးနောက်နမ်မောက်မျိုးဘက်ကနေစစ်ကူတွေတက်လာတဲ့အတွက်တော်လန်ရေးရဲဘော်တွေစုခွာခဲ့တယ်လို့လည်းသိရပါတယ်နမ်မောက်မျိုးနယ်မှာလေစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးပြီးခဲ့တဲ့နိုဝင်ဘာ18ရက်ကချက်တောက်တွင်ကြေးရွာကိုလေကြောင်းတိုက်ခိုက်လို့ပြည်သူ၃ဦးသေဆုံးခဲ့ပါသေးတယ်ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။